သရေစာတို့၏အချစ်စန်းသံသရေစာတို့တွင်အချစ်တော်ရှိတတ်သည်အချစ်တော်ဟူရ၌ချစ်လွန်းသဖြင့်ကောင်းသတင်းကြီးရေးပေးရသောဌာနသို့မဟုတ်ပုဂ္ဂိုလ်သို့မဟုတ်ချစ်လွန်းသဖြင့်မကောင်းသတင်းရောကောင်းသတင်းပါရေးပေးနေရသူကိုဆိုလိုသည် အချို့ရေးပါသောဌာနသို့မဟုတ်ပုဂ္ဂိုလ်ကဆက်ဆက်တိမကံပဲပြန်ပတ်လျင်သတင်းစာကတေးထားကအခွင့်အရေးရာတိုင်းစော်လိရှိသည်ဘုံဒီသဖြင့်စော်သည်မဟုတ်ပြန်၍ပတ်တက်သောဌာနကိုစော်ရလေရတာရှိသည် ။တကြံရွေးနိုင်ပြန်ဆဲသူကိုရေးပက်ရသည့်အရာသာမျိုးနှင့်တူသည်။ဗမာခေတ်သည်ထိုအချစ်တော်များကိုကလိယာ၌ဝါသနာထုံသောသတင်းစာဖြစ်သည်။မတိတတိနှင့်ကလိရေးသားရာတွင်ရန်ဖန်ရန်ကားတို့၌တဖက်သူကပေးသောသတင်းကိုပင်လက်နက်အဖြစ်အသုံးပြုရသည်။စာပေဗိမာန်ကဘာသာပြန်စာပေအသေးကြီးဆောင်ရွက်ပုံကိုဗမာခေတ်ကအမျိုးမျိုးဝေဖန်ရေးသားလေရှိသည်။အသေးပတ်မှပုံကူများကလည်းများစွာနာတတ်သည်အထူးသဖြင့်ဆရာဟင်းကနာသည်ဥပမာအသိကြီးအခမ်းအနားတစ်ခုတွင အလန်တော်ဇောက်တိုးလွှင့်တူထားသည်ကိုဗမာခေတ်ကဓာတ်ပုံလေးတော့ကပေါ်ပြသည်ကိုပင်ဓာတ်ပုံလိမ်ပါဟုချက်ချင်းရှင်းချက်ထုတ်သည်အလွန်အရေးပါသည်အလန်မှာဇောက်တိုးလွှင့်မိခဲ့သည်လွှင့်မိချိန်၌ဗမာခေတ်ကဓာတ်ပုံရိုက်ယူခဲ့သည်နောက်မှပြင်၍လွှင့်သည်ထိုအလန်ကိစ္စတွင်ဗမာခေတ်ကပင်မှန်သဖြင့်ဖလင်ကော်ပြားနှင့်တက်သေးပြမိဟုအတိအကျရေးမှငြိမ်သွားသည်ထိုထက်စိုးဒီမှာစာပေဗိမ္မာန်ကထုတ်သောအလန်တော်အကြောင်းစာအုပ်ကိုပုံနေရာတွင် အလံတော်မှကျဲပွေများဇောက်ထိုးဖြစ်နေပြန်သည်ဒိုစာအုပ်ကို ပုံများနှင့်ကျင်းပုံမှပေါ်ပြရေးသားမှစာအုပ်ပါစာမျက်နှာများကိုဖျက်ဆီးရမှုသည်ဗမာခင်းနှင့်ဘာသာပြန်စာပေအသေးကြီးမှ မကြာခဏချက်ကောင်းနိုင်တွေ့ကြလေရှိခဲ့သည်တချီတွင်ဘာသာပြန်စာပေအသေးကြီးကထုတ်သည့်စာအုပ်တအုပ်ကိုဝေဖန်ချက်ရေးပေးပါဟုစာပေဗိမ္မာန်မှဆရာဟင်းကပို့သည်ထိုချင်းကတချို့သောသတင်းစာတို့ကစာအုပ်ဝေဖန်ချက်ကဏ္ဍဟူ၍တီးတံမထားပဲ ကျုံးသလုံးဝေဖန်ချက်ရေးလေရှိသည်အရီတာသို့မဟုတ်အရီတာအဖွဲ့ဝင်တဦးဖတ်မိပါမှကျွန်ုပ်တို့ထံသို့မိုးတိမ်တောင်ကစာအုပ်ကြီးပေးပို့ရရှိကြောင်းမိုးတိမ်များအကြောင်းဖွင့်နှင့်ရေးသားထားကြောင်းနှင့်စာအုပ်အကြောင်းစာကြောင်းဝေအနေငယ်ရေးကဝေဖန်ချက်အစုံတိုင်းလူတိုင်းလက်မလွတ်တင်ကြောင်းနှင့်အဆုံးသက်လေရှိသည်ထို့သောဝေဖန်ချက်ရေးသားချက်ရ၌အချို့အရီတာများကစာအုပ်ကိုမဖတ်မိလျင်မဝေဖန်မိပဲမိနေတတ်သည်တို့ချက်များကိုတည်သောဆရာဟင်းကစာအုပ်ကိုပို့ချင်၌စာအုပ်နှင့်အတူ ဝေဖန်ချက်ကိုပါအရီတာကရေးသားသည့်အလားအသင့်ရေးပေးလိုက်သည်သူ၏စာအုပ်ကိုဖတ်ရမည်မလို့ပဲဝေဖန်ချက်ပါအသင့်ပေးသည်မှာစာအုပ်ဝေဖန်မှုကိုခရုပြုသည့်အရီတာကိုအရီတာအပေါ်၌ဗိုလ်ကျသောအပြုအမူဖြစ်သည်ဟုယူဆသည်ထို့ကြောင့်ဗမခင်၌သူပို့သောစာအုပ်ဝေဖန်ချက်ကိုအောက်ပါအတိုင်းပုံနှိပ်ရ၌ဆရာဟိအားကလိလိုက်သည်မှာစာပေဘိမှန်မှထုတ်ဝေသောဘိုးတိန်တောင်စာအုပ်ကြီးကိုကျွန်တော်တို့ထံသို့ပေးပို့ရရှိကြောင်း ဘိုးတိန်တောင်များအကြောင်းကိုဇာယီဆရာကပြည်စုံအောင်ရေးကြောင်းစိတ်ဝင်စားပွဲကောင်းကြောင်းပွဲနှဲ့ပုံကောင်းကြောင်းသာဘေဗိမှန်ထုတ်စာအုပ်များသည်မိင်ကြမင်းနာတည့်ရက်လှပကြောင်းထိုစာအုပ်ကိုလူတိုင်းလက်မလွတ်သိကြောင်းဗမာကေအယ်ရီတာခမာကျွန်တော်များကပို့သောဘိုးတိန်တောင်စာအုပ်ကြီးကိုဘူးတွဲပါစာအတိုင်းဝေဖန်ချက်ရေးပေးပါခမာပုံမောင်ဟိစာပေဗိမှန်သို့ကဲ့သို့သူပေးပို့သောအောက်ပိုင်းစာကလေးပါ ဖော်ပြရာဆရာဟိအဖို့ ဆွဆွကုံသွားရှာလေတော်သည်ဤတော့ကလေးရေးသားသဖြင့်တပ်ဖက်သား၌မချစ်တည်းဖြစ်သွားသည်ကိုအယတာခံကြပါတရင်စာဆရာတို့စားသုံးသည့်ယတာတစ်ပါးဖြစ်သည်ဤယတာမျိုးကြောင့်တရင်စာဆရာတို့သည်တရင်စာလောကသို့ဝင်မိလျင်မထွက်နိုင်ပဲရှိကြသည်ဤယတာမှာတစိမ့်စိမ့်တွေးပြီးဒီရသောပြက်လုံးကောင်းတစ်ခုကိုကိုယ်တိုင်တွေ့ကြုံခံစားရသည့်ယတာနှင့်တူသည်အသေးဖို့သောယတာကိုလည်းခံစားရရသည်အသေးဖို့သောယတာဟုဆိုတော့လေ ်ရင်ထဲမှာတက်လက်လက်နဲ့ပီတိတက်ပါသဖြင့်အိန္ဒိယမှာကဗျာဆရာတူဖွဲ့ဆိုသော စာပိုက်ကဲ့သို့တင်းနှုံးဓာပေါ်မှာပြားရည်ကိုရဲ့ရသည့်အရသာမျိုးလဲခံစားရတတ်သည်ရှေ့ခေတ်ကနိုင်ငံရေးအစည်းအဝေးသတင်းများကိုရေးပါလေတက်ရောက်သောလူဦးရေကိုသတင်းတောက်တို့ကခန့်မှန်းကြရသည်လူဦးရေနှစ်သိန်းခွဲတက်သော အစည်းအဝေးကြီးလူဦးရေသုံးသိန်းတက်သောအစည်းအဝေးကြီးလူတစ်သောင်းကျော်တက်ရောက်အားပေးသောအစည်းအဝေးကြီးစသဖြင့်သတင်းတောက်တို့ကခန့်မှန်းရေးသားရသည်ခန့်မှန်းချက်သည်မှန်ကောင်းမှမှန်ကန်ပြီး လိုသည်လည်းရှိပြီးပိုသည်လည်းရှိပြီးတရေတောက်တို့၏စေတနာတိုက်၏စေတနာကြောင့်လိုတိုးပိုလျှော့ပြုထားသည်လည်းရှိတတ်သည်အစည်းဝေးကျင်းပသောနိုင်ငံ၏အပွဲနှင့်ဆန့်ကျင်ဘက်နိုင်ငံ၏အပွဲတို့ကတက်ရောက်သောလူတို့၏အတွက်ရေးသားချက်ကိုတန်ဖိုးထားလေရှိတတ်ကြသည်ထို့ကြောင့်လူဦးရေကိုမှန်ကန်စွာခန့်မှန်းသိသည်ကဘာအီးရမှသတင်းစာတို့သည်လည်းလူတို့အစည်းအဝေးစသောလူအုပ်ကြီးများပါဝင်သည့်သတင်းကိုရေးလင်းတရင်တောက်များ၏စိတ်အခြေဖြင့်ခံမှန်းလေရှိသည်တက်ဆောင်ကပြိသက် တက်တောင်းတက်သည်ဟုရေးပြီးတခြားတစ်ဆောင်ကတသိတက်သည်ဟုရေးခြင်းလေရသည်ထို့သောပြိသက်ခံမှန်းမှု မန်ကန်ရေးပြဿနာနှင့်ဆက်လျက်၍အမေရိကန်ပြည်မှအသက်63နှစ်ရှိဂျက်ကော့ဆိုသူသတင်းစာဆရာဟောင်းတစ်ဦးကပေါ်နီကာတစ်ခုကိုတီထွင်လိုက်သည်ဂျက်ကော့သည်လူအများပါဝင်သောအစည်းအဝေးမှလူလူဓာတ်ပုံကြီးတစ်ခုကိုဝယ်ကာပုံကြီးချဲ့၍ကြည့်သည်ချဲ့ထားသောပုံကြီး၏အနံအလျားအကျယ်ကိုတွက်ချက်ပြီးအေရီယာရှိလူဦးရေကိုမှန်ဘလူးဖြင့်တအူးချင်းရေတွက်၍ကြည့်သည် တိတိကျကျဓာတ်ပုံထဲမှာလူတဦးစီကိုခေါင်းကောက်၍ရေတွဲရသောအခါ၌ဒိုလူအုပ်တဲ့င်းမှာတရင်စာတို့ခံမှန်းသည့်ထက်တဝက်မျှသာရှိသည်ကိုတွေ့ရသည်ထို့နောက်မစ္စတာဂျက်ကော့သည် လူပရိသတ်ဓာတ်ပုံများကိုစုပြီးဒိုလူသူချီယာကွင်သို့မဟုတ်အခန်း၏အကျယ်ဝန်းကိုမှတ်သား၍သူရေသနာပြုတော်သည် တွက်ချက်လေ့လာတော်သည်နောက်ဆုံးနေ့မှာဂျက်ကော့လူလူတွန်နီဟုသူကအမိပေးသည့်တွန်နီကိုကျင်ညာသည်သူ၏နီးမှာအလျားအပေါင်းအနံ့ ညီမကြီးအမြောက်ခုနှစ်သို့မဟုတ်အလျားအပေါင်းအနံ့ညီမကြီးအမြောက်30အလျားအပေါင်းအနံ့ညီမကြီးအမြောက်ခုနှစ်သို့မဟုတ်အလျားအပေါင်းအနံ့ညီမကြီးအမြောက်30ဖြစ်၏ဤသို့ဖြင့်အစည်းအဝေးတက်ရောက်သောလူလူအင်အားကိုသိပ္ပံနှိကြစွာ တွက်ချက်နိုင်တော်လေသတင်းစာဆရာများတို့သည် အစည်းအဝေးလူလူကိုမိမိမျက်မြင်အရာ အပြင်းလိုလင်းလိုသလိုပို့၍ခံမှန်းတကြသည်ဒီချိန်တွင်ဗမာခေတ်ကအစည်းအဝေးတက်ရောက်သူဥယျာဉ်နှင့်ပတ်သက်၍ပိုင်းနိုင်စွာရေးခဲ့ပုံသည် အစည်းအဝေးမှာဗန္ဓုလပန်းချံတွင်၌ကျင်းပါသည်ထိုအစည်းအဝေးတွင်တွင်အစည်းအဝေးကိုလှုံ့ဆော်သူဟောပြောသူတို့ထံတယောက်သူဥယေကအလွန်အရေးကြီးသည်ဗမာခေတီထိုစဉ်က Alive View Community တို့နှင့်စန့်ကျင်ဘက်သတင်းစာဖြစ်လျာဗမာခေကတိတိကျကျတွက်ချက်၍ပြသည်ထိုအစည်းအဝေးသို့တယောက်သူများကိုကျွန်တော်တို့သတင်းတောက်ကိုယ်တိုင်လက်ညှိုးထိုး၍ရေးတွက်ကြည့်ရာညံ့နှုတ်နေသူကလား၅ဦးနှင့်သတင်းတောက်၃ဦးအပါအဝင်36ဦးရှိကြောင်းထိုကဲ့သို့ဗမာခေကဖော်ပြရာ အလိုက်ဗျူကွန်မြူနတီမှာဆွဆွခုံသွားတော်သည်အီနီမှာမတိတတိနှင့်ကလိတိနီမျိုးဖြစ်သည်ကလိရဲ့ရေးသားနီမှာအညာဒေသ၌တန်ကြောင်ဟစ်သောအလိနှင့်စီသည်အညာတွင်ဒကြံတွင်း၌ဘိုအိဒီအိမ်မှအတွင်းရေးများကိုတန်ကြောင်ဟစ်၍နောက်ပြောင်လေ့ရှိသည်လူတယောက်သည်မရပါသမီးနှင့်မတိတတိမညိတညိဖြစ်နေသည်ကိုသိသည်ဖြင့်ခမားကြီးကသမီးသမီးနှင့်ဟိဟိထိုကဲ့သို့တန်ကြောင်ဟစ်ရ၌အခမ်းရခတ်တဲ့ကဲ့သို့ပင်နိုင်ငံရေးတွင်၎င်း အခြားကိစ္စရံများတွင်၎င်းမတိတတိကလိ၍ရေးသည့်ဤကိုသုံးဆွဲ၍လောင်းပြောင်းမှုများပြုခဲ့ကြသည် ဖာစာပလမှခေါင်းဆောင်တဦးဖြစ်သူတခင်ပန်းမြိုင်ကသူဝင်ကြီးဖြစ်လူလူအချိန်တွင်ဗမာခေတ်ကိုအသရေဖျက်မှုနှင့်တရားစွဲသည်စပ်ပကတခေါ်စီးဝါကုံသွဲရေးအသင်းပေါင်းကြုံမှလူတယောက်ဓမြမှုနှင့်အေးအေးယူခံရသည့်တရင်ရည်သည်ဖြင့်နစ်နာပါသည်ဟုတရားစွဲသည်အမှုကိုရုံးတော်၌စစ်ဆေးနေစဉ်တခင်ပန်းမြိုင်ကိုဗမာခေတ်ကတိုက်သည် တခင်ပန်းမြိုင်တက်သောအစည်းအဝေးတို့တွင်တခင်ပန်းမြိုင်ဆိုသူတက်ရောက်ပြီးထိုကဲ့သို့ရေးသားရာသူကိုယ်သူဝင်ကြီးဖြစ်လို့လူထင်ရှားလာပြီဟုယူဆနေခြင်းတွင်ဆိုသူဟု၍အညတရဝိသေသတက်လိုက်ခြင်းဖြင့် သူခမများမှာများစွာအခမ်းရခက်ရလိမ့်မည်နောက်ပိုင်း၌တခင်ပန်းမြိုင်သည်ပြန်ကြား၍ဝင်ကြီးပင်ဖြစ်လာခဲ့သည်သို့သောသတင်းစာများနှင့်ကြာကြာမပေါင်းလိုက်ရပေသူစဉ်ကသတင်းစာတို့နှင့်ပြန်ကြား၍ဝင်ကြီးတို့သည်အောင်ပကလာဆွေသားမိတ်တူတို့ဘွယ် ချစ်ခင်ရင်းနှီးကြသည်လည်းရှိသည်ဓမ္မတော်ကအင်းဝရသာတဦးကိုတဦးရန်ရှာနေကြသည်လည်းရှိ၏။ဒန်ကြားရင်ဝင်းကြီးနှင့်အလွမ်းသင်ကနိုင်ငံသားသို့အချိန်ချင်းသွားရသောအယ်ဒီတာများလည်းရှိသည်။မျက်နှာကြောမတက်၍မျက်နှာချင်းမဆိုင်ရသောဝင်းကြီးများလည်းရှိ၏။အယ်ဒီတာတင်မော့အဖို့ဒန်ကြားရင်ဝင်းကြီးနှစ်ဦးနှင့်အမျိုးမျိုးအချစ်ပလူခဲ့ရလေသည်။ဒန်ကြားရင်ဝင်းကြီးဦးထွန်းဝင်းသည်လူပုပ်ကိုအနေဖြင့်ချစ်စရာကောင်းသူဖြစ်၏။သူ၏စိတ်ဓာတ်မှာလည်းကြည်ညိုဝင်ရပင်သို့တော်ပြန်ကြားရင်ဝင်းကြီးအဖြစ်နှင့်မူ ဒင်ပေါင်နဲ့မကြာခဏထိတ်တိုက်တွေ့ရလေရှိသည်အဲ့တန်သေးဆုံးတင်ကဝင်ကြီးချုပ်အိမ်တကားဘဝမှာတင်ပေါင်အားတားဆီးကရဲဌာနသို့တွားရောက်အဖမ်းခံရန်ဆေးလွတ်ခဲ့မှုသည် သူကတင်ပေါင်ကို နိုင်လိုက်သည်လည်းရှိတင်ပေါင်ကပိုင်လိုက်သည်လည်းရှိတချီတွင်ပြည်တော်သားစီမံကိန်းပြပွဲကြီးကိုရန်ကုန်မြင်းကွင်းကြီး၌ခန္ဓာကြီးကျယ်စွာချင်းပါသည်ဦးထွန်းဝင်းတို့ဖဆပလအစိုးရကပြည်တော်သားဟူသောဟောဝါဒကိုအတော်နှစ်သိမ့်ကျေတတ်နေကြသည်စင်စစ်ပြည်တော်သားဟူသောဟောဝါဒကို တင်ပေါင်းပင်ဗမာခေတ်မှစတင်သုံးစွဲခဲ့သည်တနေ့တွင်ပြပွဲ၌လူစီလုံးသဖြင့်ဝင်းပေါင်းများတွင်တိုးပွေကြသည်ဒိုစင်တွင်လူမတမာတို့ကအမျိုးသမီးများကိုလက်သရဲညာသည်ထိုသတင်းကိုဗမာခေတ်ကရသောအခါပြည်ချိုင်းဝင်းကြီးဦးထွန်းဝင်းတို့နှစ်သိမ့်စွာဖြင့်ထုတ်ပြန်ထားသောပြည်တော်သား၏ကြွေးကြော်သံဆောင်ပုံးနှင့်ခေါင်းစဉ်တက်လိုက်ရာဦးထွန်းဝင်းမှစိတ်ဆိုးလွန်း၍ခုံသွားသည်ဟုသိရ၏ထိုခေါင်းစဉ်မှာတယောက်တစ်လက်ပြည်တော်သားတော်ချက် ဘူတုံဝင်ပြန်ကြိုင်းဝင်ကြီးဘဝ၌ထိတ်တိုက်တဲ့ချိန်ကြုံမှုသည်ဗမာခေတ်ကျန်တာပရိအထူးတို့စကပြပြခဲ့သည်ဗမာခေတ်ကျန်တာပရိအထူးတို့ကရေကူးဝစ်စုံနှင့်အလှမဲများကိုဖော်ပြသလိုအခြားသတင်းစာတို့ကလည်းဖော်ပြကြရာတွင်ဗမာခေတ်ကဲ့သို့အာဂသမှုကို၎င်းအနုပညာကို၎င်းသတင်းကို၎င်းမူတီကမိမလားကိုအသားပေးသည့်နည်းမဟုတ်ပဲကျန်တန်းသည့်နေကိုလွန်သောနည်းဖြင့်သတင်းစာတို့ကလွန်လာလေတော့၏ဒီနေ့တွင်မူပြန်ကြိုင်းဝင်ကြီးဦးထွန်းဝင်းကတင်ပေါက်ထံသို့ဖုံးဆက်သည့် ခင်ဗျားတို့လုံလို့သတင်းစာတွေအားလုံးလွန်လာပြီဗျာအဲ့ဒီတော့မပေါ့တော့ပေါ့ရေကူးဝစ်စုံတဲ့ပုံတွေခင်ဗျားဆက်ပြီးတော့ထက်ဝင်ထဲဆန်ညဉ့်ညမ်းမှုနဲ့ဖမ်းပါပဲဦးထွန်းဝင်းကအတန်မာမာနဲ့သတိပေးသည်တင်ပေါင်းကကြည်ကြသေးတာပေါ့ဗျာဟုခန့်ကွန်းကပြန်ပြောခဲ့သည် နောက်ရတဲ့သတင်းစာတွေသတင်းစာများတန်တန်းသောပုံများနဲ့ရေးသားမှုပြုလင်အရေးယူမိဟုပြန်ကြားရေးဝင်ကြီးဌာနဝင်ကြီးဦးထွန်းဝင်း၏ကြေညာချက်တစ်စောင်ထွက်လာသည် ရေကူးဝစ်စုံများကိုဖော်ပြမိသောတင်ပေါအဖို့အတော်အောင့်သွားရမှာတိုက်ဆိုင်မှုတစ်ခုသည်သူ့ကိုကူလိုက်သဖြင့်အောင်ပွဲတစ်ပွဲထိုက်ရသွားပြန်သည်။လောရက်ခက်ရှိသောအခါဦးထွန်းဝင်းတီးဖြတ်သောမန်တိုင်းသတင်းစာ၌စောင်းမားတစ်ပုဒ်ပါလာ၏။တော်ပြန်လက်နက်ချကွန်မြူနီတူကတော်ရွင်၌အလန်ဖြူတဘုံခေါင်းဆောင်များအကျင့်ဖောက်ပြန်ကြသည်ကိုကွက်ကွက်ကွင်းကွင်းရှင်းအောင်တွင်သတင်းများဖြင့်ရှင်းလိုက်သည်။သူစောင်းမားကိုအိုးဝေကတိုက်ရိုက်ကူ၍ပေါ်ပြ၏။ နေမောင်သည်ဗမာကင်နာ၏စောင်းမတစ်ဆောင်ရေးလိုက်သည်ပြည်ညာ၏ဝင်ကြီးကညဉ့်ဉန်းမှုကိုရှောင်မဟုအမိတ်ကြေညာချက်ထုတ်မှမန်တိုင်းနှင့်အိုးဝေကညဉ့်ဉန်းစွာရေးပါသည်စားသားများညှိလုံးသဖြင့်ဗမာကင်ကပုံနှိပ်ခြင်းမပြုတ်ဝင်ပါဟုရေးလိုက်၏ပြည်ညာ၏ဌာနမှမန်တိုင်းနှင့်အိုးဝေကို အထူးသတိပေးရသည်ဝင်ကြီးဦးထွန်းဝေခမဗမာကင်ကိုလက်သီးနှင့်ရွယ်ပြီးမိမိနှကောင်းမိမိပြန်ထိုးရန်ရှာတော်သည်ပြည်ညာ၏ဝင်ကြီးတခင်ချစ်မောင်သည်လည်းတင်မောင်ချစ်ခင်လေးစားသောပုံကိုယ်တော်မူဖြစ်သည် ။ရန်ကြားရေးဝန်ကြီးတခင်ချက်မောင်သည်တင်မောင်ပြင်းပုံတရင်ထုတ်ဝေစဉ်ကအခုအညီအပေးဆုံးပုံကူဖြစ်သည်။သူ့ထံမှတရင်ကောင်းလေးများရတတ်သည်။သူ့ကြောင့်တင်မောင်တယောက်ဘီလက်သို့စတင်ရောက်မှုသည်။ပြင်းပုံပုံနှိပ်ဆက်တည်ကြီးအကျွေးဖြင့်ဝယ်ယူရရှိရတွင်လည်းသူကပင်ကူညီသည်။ဆရာဇဝနနေရန်အိမ်မရှိပါဟုသွားပြောသောအခါသူကပင်တိုက်ခမ်းပေသည်။သူ့ကျေးဇူးသည် ကြီးလာသည်။သောတော်ကျေးဇူးကကျေးဇူးပဲဖြစ်သည်တရင်စာရေးဝတ္တရားကလည်းရှိသည်သည်တိမဲတန်ရှင်ကွဲသောအခါကျေးပုံက တီမြဲအပေါ်ပြည်ရည်ဒီကလိရည်ဒီဟုသူကယူဆကားဂျင်းဘုံတရင်တော့ကိုခေမောင်ကြီးအားကိုတိလက်ရောက်ပြုသည့်အထိဒေါသပေါက်ကွဲသွားကြ၏ဤဒီတို့မှာတရင်စာတို့၏အစ်စ်တော်များကိုအစ်စ်စမ်းတယ်များဖြစ်သည်